မင်္ဂလာပါကဲအဲ့တော့ညီမလေးဒီနေ့ဘာတခြင်းနဲ့သီဆိုရှင်ပြိုင်ပါလဲဟုတ်ကဲ Celine Dion ရဲ့တခြင်းဖြစ်တဲ့ I love you တခြင်းနဲ့သီဆိုရှင်ပြိုင်တော့မှာဖြစ်ပါတယ် Much. But when I think of you, I long to feel your touch. I wish I could go back to the very first day I saw you. Should have made my mind. ီချင်းနေဒီလိုအစင်းရောက်မှတော့တိတ်တောင်ပြောစရာမလိုတော့ပါဘူးအားလုံးကကောင်းကောင်းလေးတွေပြင်ဆင်ကြတာသိတာပါတိတာပါဒီမီရဲ့ဆိုရဲ power နဲ့ expression တွေထဲတဲ့နေရာအကောင်လုံးကွက်တိကြပါတယ်လို့နော်အဲ့တော့အောင်မြင်မှုကောင်းကောင်းကြီးကြီးမားမားရနိုင်ပါစေနောက်စင့်တွေအတက်အတွက်လည်းတေးချာပြင်ဆင်ထားပါဦးလို့နော်ကျေးဇူးပါဆရာဟုတ်ကဲ့အဲ့တော့မရိဘကာရဲ့ comment လေးလေးကြားချင်ပါတယ်ရှင် ဆက်စချင်းနားထောင်လိုက်တော့ focal power ကိုအရင်သဘောကျတယ်အာပြီးသွားရင်အဲ့ကိုယ့်ရဲ့ကျုံးကာလာပေါ့နော်အဲ့ဒီပုံမှာကစားသွားနိုင်တာလေးကိုလည်းအရင်ပဲသဘောကျပါတယ် expression ပေါ့လीအာဆိုသွားတာကိုယ့်ကိုလည်းအားရချင်တတ်လိမ့်မယ်လို့ထင်တယ်နော် အမလေးအရင်ပဲအားရချင်တဲ့ပါတယ်အောက်ကနေပြီးတော့အပီးနေတာအာညီမလေးကရှေ့လျှောက်လဲပေါ့နော်ဟိုထပ်ပြီးတော့မှပြိုင်ပွဲကဆက်သွားအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့အကြံဉာဏ်လေးတစ်ခုတော့ပေးချင်တယ်ကိုကပြိုင်ပွဲလေးဖြစ်တယ်ကိုကအားနဲ့မန်နဲ့စုံပြမယ်ဆိုရယ်စိတ်လေးလည်းရှိရယ်ဆိုတော့နည်းနည်းလေးလောတလို့လေးဖြစ်တတ်တယ်အဲ့ခါကျတော့နည်းနည်းကျွနေငါပေါ့နော်နည်းနည်းလေးဟိုဘယ်လိုပြောမလဲမငြိမ်သလိုဖြစ်မှာဆိုရယ်ပေါ့အဲ့ဒါလေးကိုနောက်ပွဲစဉ်မှာဂယုတစိုက်လေးနဲ့ထိမ့်သိမ့်မယ်ဆိုတော့လုံးဝ perfect ပါပဲ ကျေးဇူးများကြီးတင်ပါရရှင်အဲ့တော့ကိုစီအောင်ရဲ့အမှတ်ချက်လေးလည်းကြားပြရစီရှင်စလင်းသချင်းဆိုကြတဲ့ကတတိယနဲတာမဟုတ်ဘူးလေနော်တော်ဟုန်ဒီသချင်းတွေဆိုဖို့ဆိုတော့လွဲမမလွဲတာပြိုင်ပွဲမှာဒီလိုသချင်းမျိုးရွေးချယ်ပြီးတော့ဆိုရဲဆိုတာကပါနဲ့တယ်လို့ခေါ်တယ်ဘာလဲဆိုတော့ကိုယ့်ရဲ့အတန်ပါပါကိုလည်းပြလို့ရတယ်နောက်ပြီးတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုနောက်ပြီးတော့အမှတ်ပေးတဲ့သူတွေအကုန်လုံးအမှတ်ကိုပေးနိုင်အောင်ဒီလိုဒီလိုသချင်းမျိုးကို ရွေးချယ်တယ်ပေါ့နော်အဲ့လိုရွေးချယ်ပြီးလို့ရှင်လည်းကိုကစုံနိုင်ဖို့ကလည်းထပ်ပြီးတော့နောက်ထပ်တစ်ဆင့်อ่ะအမြင့်ဆုံးရည်ချင်းအရှိနေသေးတာအဲ့တော့ညီမအကောင်းဆုံးစ조사ပြီးတော့ရှင်ပြန်သွားတယ်ဒါပေမဲ့တခုပဲတချင်ကိုဆက်ပြီးတော့နားထောင်ခြင်းသေးတာခဏလေးပြီးသွားသလိုကိုခံစားလိုက်ရပါတော့အဲတချင်ကိုဆက်ပြီးတော့ဆိုတဲ့အချိန်ကလေးကနေပြီးတော့ तू ထွက်လာပါစေ तू ဒီတိုင်းမနေပါစေနဲ့ဆိုပြီးတော့ကိုဖျားစုကိုဆူတောင်းနေတာဒါပေမဲ့ညီမလေးကထွက်ပြီးတော့ဆိုလိုက်တယ်ပေါ့နော်အဲ့တော့ အာညမလေးရဲ့ mood ကိုသဘောကျတယ်ဒီနေ့မှာညမလေးနေတဲ့အကောင်းဆုံးလှုပ်ဆောင်သွားနိုင်တယ်လို့အကိုကတော့မြင်တယ်နောက်တစ်ချက်အကိုမြဲတမ်းပြောနေတဲ့စကားလေးတခုရှိပါတယ်အဲဆီလင်းကဒီဆီပေါ်မှာဆိုတဲ့အခါကြလို့ရှင်လေသူ့ရဲ့ပါဝါတွေသူ့ရဲ့စွမ်းအားတွေသူ့ရဲ့ performance တွေအကုန်လုံး back up dancer တွေနဲ့အကိုက မြင်ရတဲ့အစရောတယောက်လည်းဖြစ်တယ်။ Sometimes တစ်ခါလေးမှသူကထဲ့တယ်ပေါ့နော်။အဲ့တော့အကိုရဲ့မျက်လုံးထဲမှာအဲ့ဒါမျိုးပုံဖော်နေတာပေါ့နော်။ငါညီမရဲ့အနောက်မှာဟာအကိုကတော့တရားကိုဆုံးဖြတ်တဲ့သူဆိုအကိုမြင်နေတာတခါရောပုံဖော်နေတာပေါ့။အဲ့တော့ Final Round မှာမြင်ချင်တယ်။အကောင်းဆုံးထပ်ပြီးတော့ကြိုးစားတာကိုထပ်ပြီးတော့မြင်ချင်ပါသေးတယ်။အထူးသဖြင့်ဒီလိုမျိုး fashion ကြကြ glamorous fitted fashion မျိုးကိုကဝတ်ပြီးဆိုလို့ရှိရင်အရန်တတိထားတဲ့အချက်တွေအများကြီးရှိတယ်။အဲ့ဒါဘာလဲဆိုတော့လက်ရဲ့ lunch အရှိရလေညီမလေးရဲ့ဒီ ဖက်နဲ့ဒေါက်အဲ့ထီကိုထားပြီးတော့အဲ့ဒီဟာကိုကောင်းကောင်းအသုံးချလို့ရတယ်အခုပြောတာစင်ပေါ်မှာနော်โอเคအဲ့တော့ညီမလေးအကောင်းဆုံးစ조사ပေးသွားတဲ့အတွက်ကျေးဇူးများကြီးပဲတင်ပါတယ်ထပ်ပြီးတော့လည်းကိုနဲ့လိုက်ဖက်တဲ့တခြင်းအကောင်းဆုံး조사ထပ်ပြီးတော့ရှင်းပြနိုင်ပါစေလို့ကိုဆုတောင်းပါတယ်ကျေးဇူးပါ